့ဒီ431 431ဒီအဲ့ဒီနေ့ထဲမှာပြန်ရကြတယ်နော်၄ထည့်စီဆောင်มาကြတယ်အဲသူကနေပြီးတော့2နှစ်ကြော်လိုက်တော့2နှစ်6နော်ဒီနှစ်6ဆိုတဲ့ကနေကလည်းသူကနေပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ရကြတယ်ဒီနောက်ပိတ်ဆောင်มาပဲသူကြတယ်နော်ဒီကနေ့ပြန်ကြတယ်ဒီကနေ့ကလည်းပြန်ကြတယ်သူကနေ2နှစ်ကျော်ဇောင်းတက်သွားလိုက် ဖြစ်ကုန်နေပြန်ကြတယ်လေးနောက်ပိတ်ဆောင်ပဲသူကြတယ်နော်ဟောအဲ့ဒီတဲမှာသူကလေးနောက်ပိတ်ဆောင်နေမှာပဲသူကပြန်ကြပြီးတော့အဲ့ဒီခဏပြန်ကြခဏရဲ့အထက်မြင်းကုန်မှာရှိတဲ့ခဏကနောက်နှစ်ကိုသူလိုက်ထွက်တယ်ဒါသူဒီ6နှစ်ရှိပြန်ကြကြတယ်ကြပြီးတာနဲ့သူ့ရဲ့ဒီဆောင်မှာရှိတဲ့6 6 1ကလည်းနောက်နှစ်ကိုလိုက်ပေါက်တယ်အဲ့တော့ ျွန်တော်တို့ဒီချစ်ခွန်နေကြီးကပြန်ရကြသွားတယ်လေးတဲ့ကြီးဆောင်ကြလို့သူ့ရဲ့မြင်းကုန်မှာရှိတဲ့960နောက်နှစ်ကိုလိုက်ထွက်လို့ကြတယ်နော်အဲ့သူကမွေကနန် site ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကဘာလို့ဒီနေရာမှာထည့်တော့ဆိုတော့ဒီနေရာမှာထည့်လို့ရတာရှိတယ်ပေါ့တို့ဒီမှာခွန်ထိတ်ရှစ်ထိတ်5ထိတ်လို့တော့ပြီးနေတာဟုတ်နော်အဲ့တော့ကနေပြီးတော့1နှစ်3ညတက်တဲ့ဘေးမှာ၈ထိတ်၊ဒီကနေ1နှစ်3ညတက်တဲ့ဘေးမှာ5ထိတ်နော် အဲ့ဒီမှာဒီနောက်ထောင်၃လုံးနောက်ထောင်၃လုံးခုမြေကျွန်တော်ယူလိုက်တာကျွန်တော်ဘယ်လိုယူလိုက်ပါ့။ဩဟွန်းကျွန်တော်ကယူကဏ္ဍပေါင်းနေတာကဏ္ဍမှားပြီးပေါင်းထားတာထားလိုက်ပါတော့အဲ့ဒါဆိုအေးနောက်ထောင်၃လုံးကိုမယူတော့ဘူးเนาะတို့ဒီ၅ခါနဲ့ 6ခန်းနဲ့ဟိုကနှလုံးတက်ငါးနောက်ပိတ်နဲ့6ခန်းနဲ့တက်နှစ်နောက်ပိတ်နဲ့3ရခန်းနဲ့ကနှစ်နော်ဒီနောက်ပိတ်နဲ့ခန်းနဲ့ကိုတက်ဒီနောက်ပိတ်နဲ့ခန်းနဲ့ကိုနှစ်ဒီနောက်ပိတ်နဲ့ခန်းနဲ့ကို3လို့ထည့်မယ်ဆိုရင်6ခန်းထည့်ရအောင်အဲ96အတွဲလိုက်ကိုကျွန်တော်တို့က5ပြိတ်နဲ့ပေါ့နော်ပစားချင်းနဲ့ 960ဒီဘွဲကိုဒါထည့်လို့ရတယ်ဆိုတာလည်းပြောပြတယ်။ဒါကသူ့ site ကဝင်းဆိုင်ဒီပညာကဏ္ဍရဲ့ဇောင်းဝကဏ္ဍနောက်နှစ်ကိုထွက်ပြီးဒီပညာကဏ္ဍရဲ့ဇောင်းဝကဏ္ဍကနောက်နှစ်ကိုထွက်တယ်။ဒီပညာကဏ္ဍရဲ့ဇောင်းဝကောင်းပြီးနောက်နှစ်ကိုထွက်လို့ရတယ်။အဲ့တော့သူတို့ကဒီ ग्वा 3ညအောက်ဇောင်းတွေမှာထွက်တာလား။ဒီ ग्वा 3ညအောက်ဇောင်းတွေမှာထွက်တာ။ဒီကွာ၃ရက်အောက်ဆောင်နေမှာသူကထွက်မလားเนาะအဲ့ဒီမှာ content 8ထဲ9ထဲ ဒီ9နဲ့ခါနဲ့ပေါင်းရင်ဒီเนาะ9နဲ့6နဲ့ပေါင်းရင်ဒီ2နဲ့3ညနဲ့ပေါင်းရင်နိဒီနိအခု9နဲ့6နဲ့ပေါင်းရင်3အဲ့တော့ဒီမှာ96ရှေ့တွေလည်းရှိတယ်ဒီကွာ3ရက်ဆောင်မှာသူရှေ့နေ့ကခဏလာပေါင်းမယ်ဆိုရင်960ပေါင်းလို့ရတယ်ပေါ့ဗျာเนาะကျွန်တော်အဲ့လိုမျိုးတွေးထည့်လိုက်တယ်ဟုတ်ပြီအဲ့ကျွန်တော်မေဆွေတွေကြိုက်ရင်လည်းထိုးပေါ့เนาะအဲ့တော့အဲ့ဒီမှာ ိုးထိတ်ကကျွန်တော်တို့အနီးကလေးကျွန်တော်ဒီနေ့ညအားလို့လိုက်ကြည့်လိုက်တော့ဒီကိုးထိတ်ကလည်းအနီးကမှလည်းကိုးထိတ်ကရှိတယ်နော်အနီးမှလည်းရှိတယ်အဝေးမှလည်းရှိတယ်အဲအဲ့ဒီကိုးထိတ်ကကျွန်တော်တို့ဒီနားမှာဒီအဖတ်နော်ဖတ်36နဲ့ပေါင်းရင်ဒီကိုးလို့ပြောရတာဒီကွာ9နဲ့ထိတ်နေတော့ကိုးလို့ပြောတယ် အကွာ6နဲ့3ထင်းနဲ့ပေါ့ကိုလို့သူထည့်ကိုသုံးလုံးတော့သူကစားထားပြီเนาะတကယ်လို့ထပ်ကိုမယ်ဆိုရင်တော့ဒီနေရာမတစ်ထည့်ကြီးလဲဝင်သွားလို့ရတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်က3ကပ်ပဲကစားတာဆို3ကပ်ပဲလိုက်တယ်အဲအကွာနဲ့ထင်းနဲ့ကိုအကွာနဲ့ထင်းနဲ့ကိုအကွာနဲ့ထင်းနဲ့ကိုလို့ရပြီပေါ့အဲ့ဒီကိုကြီးကျွန်တော်ကဒီခွန်နဲ့နှစ်နဲ့နောက်ပေါင်းခွန်နဲ့နှစ်ထင်းနဲ့ကိုကျွန်တော်ကကိုလို့ပြန်ထည့် ဒီမှာနောက်ပေါင်း6နဲ့3ထိန်းနေကိုလို့ကျွန်တော်ပြန်ထည့်မယ်။ဒါဆိုရင်ဒီနောက်ပေါင်း3ညနဲ့ကိုထိန်းနေကိုလို့ကျွန်တော်တစ်ခါပြန်ထည့်မယ်နော်။ဒါဆိုရင်ဒီနေရာကိုထိန်းစီရတယ်နော်။ကျွန်တော်မိတ်ဆွေဒီကြည့်ရတာရှင်းရလားတော့မသိဘူးနော်။အဲ့ဒီအခွ3နဲ့6ထိန်းနေကကိုနော်။ဒီအခွ9နဲ့2ထိန်းနေကကို ီခွား6နဲ့3ထိန်းနေကကိုနော်ကို3ချက်ကစားထားတယ်အဲ့ဒီကို3ချက်ကစားထားတာကျွန်တော်ကဒီနောက်ပေါင်းနဲ့2ထိန်းနေကကိုနောက်ပေါင်း6နဲ့3ထိန်းနေကကိုနောက်ပေါင်း3ရနဲ့9ထိန်းနေမှာကိုဆိုပြီးတော့ကျွန်တော်ကဒီနေရာမှာကို3လုံးပြန်ထည့်နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ9ထိန်းစီရနေပြီနော် တကူထိစီရနေပြီဆိုတော့ခုနကစိုက်က96ရှိတွင်နဲ့ပြိတ်အဲတနည်းသူရှိနှစ်ကခဏ960ကျွန်တော်ထည့်လိုက်တယ်เนาะအခုဒီကောင်ကိုကြတော့ကျွန်တော်ကကိုထိစီနဲ့ကိုကိုခွန်ထည့်မလားကိုခွန်ကိုထည့်မလားဗောနော်ဒါကြိုက်တာထည့်လို့ရအဲ့တော့ကျွန်တော်တို့ကစားနေကြ line တစ် line တော့ကျွန်တော်မပြသေးဘဲနဲ့ထားရတာတခုရှိအဲ့ဒါကကျွန်တော်မနစ်ကမစင်းကြီးခြံခဲ့တယ် နှစ်နှစ်ခတ်နောက်ပေါင်းလေးเนาะအဲ့ဒီနှစ်နှစ်ခတ်နောက်ပေါင်းလေးအဲ့ဒီနှစ်ဒီသူ့ရဲ့နောက်နှစ်မှာတုံညာထိတ်စီအခုခွာရအောင်နှစ်ထိတ်လို့ပြောရယ်เนาะတခါတုံညာရဲ့နှစ်ခတ်နောက်ပေါင်းခွန်ရိုက်တယ်အဲ့တုံညာသူ့ရဲ့နောက်နှစ်မှာတုံညာကိုတစ်ထိတ်စီရဲ့တပွဲကြုံနောက်ဘူးရဲ့အောက်မှာပြောရယ်เนาะဒီနှစ်ဒီနောက်ဘူးအောက်မှာသူကနှစ်ထိတ်လို့ပြော ဒီတုံညကလည်းသူ့ရဲ့နောက်နှစ်နောက်ဘူးအောင်မှာပဲတုံညထိတ်လို့ပေါ်တယ်အပေါ်မှာတုံညထိတ်မရှိဘူးเนาะအဲ့ဒီမှာကိုးထိတ်ကိုးနှစ်ခါနောက်ပေါင်း6လို့ရိုက်တယ်အဲ့ကိုးဒီသူ့ရဲ့နောက်နှစ်မှာနောက်ဘူးအောင်မှာကျွန်တော်ကိုးထိတ်လို့ကျွန်တော်ထည့်ချက်နှစ်ထိတ်စီရဲ့တပွဲကြောเนาะသူ့ကဒီမှာတစ်ထိတ်စီရဲ့တပွဲကြောဒီမှာတုံညထိတ်စီရဲ့တပွဲကြောเนาะကျွန်တော်အဲ့လိုမျိုးကိုးထိတ်ကိုအဲ့လိုလဲကျွန်တော်ထည့်ချက်အဲ့ဒါဆိုရင်အခုကျွန်တော်တို့အဲ့ဒီ line နေမှာ ကျွန်တော်တခါပြဘူးတဲ့အဲ့လိုင်းထဲမှာသူက3ဘယ်လိုခေါ်မလဲသူ့ရှေ့နှစ်ကပေါ့နော်ကျွန်တော်သူ့ရှေ့နှစ်ကဒီခုနှစ်ကနောက်နှစ်ကိုသူကလိုက်ပေါက်တာအဲ့ဒီ၄ခုနှစ်လိုက်ပေါက်တော့သူက3ညနောက်ပဲရေမြင်းကိုပေါက်တော့အဲ့ဒီ၄ခုနှစ်ကအရှိ3နှစ်ကျော်ကပေါက်တယ်ခင်ဗျနော်အဲ့ဒီ3နှစ်ကျော်က3နှစ်ကျော်က၄ခုနှစ် သုံးနှစ်ကျော်ပေါက်ပြီးတော့သူ့ရဲ့နောက်နှစ်ကိုသူကထွက်တယ်။တုံညာနောက်ပည့်ရဲ့မြင်းကုံဒီခွန်နောက်ပည့်ရဲ့အောက်ဆောင်မှာသူထွက်တယ်။နော်။ဒါဆိုရင်ဒီတုံညာထိပ်စီနောက်ပေါင်းခွန်လို့ဖြစ်တယ်အဲ့ဒီနှစ်တည်းမှာကျွန်တော်တို့တင်နောက်ပည့်ရဲ့မြင်းကုံရှင်းနောက်ပည့်ရဲ့မြင်းကုံနော်ဒီမှာထွက်တဲ့ခဏကသူ့ရှေ့နှစ်ကဆက်ဒီကနန်းကလည်းရှေ့၃နှစ်ကျော်မှထွက်ထားတဲ့ခဏဖြစ်တယ် အဲ့လိုဖြစ်အဲ့ကျွန်တော်တို့ဒီခွန်တုံညာ၈တနက္ခတ္တဆုံးမို့ရိုက်နေအဲ့နက္ခတ္တဆုံးမို့တို့ကတုံညာ၈နှစ်ခွန်၈၉လို့တွားတယ်နော်တုံညာ၈နှစ်ခွန်၈၉အခုကျွန်တော်တို့ဒီ၉နောက်ပဲရေ၉နောက်ပဲရေမြင်းကုန်မှာထွက်မယ်ဒီနှစ်နောက်ပဲရေဇောင်းမှာထွက်မယ်ခင်ဗျသူ့ရှိနှစ်ကက ကနန်းဒီအရှိ3နှစ်ကျော်မှာတခါပေါက်ထားခဲ့တာဟုတ်ဒီကနန်းဒီ3နှစ်ကျော်တခါပေါက်တယ်သူ့ရဲ့နောက်နှစ်ကိုတခါလိုက်ပေါက်တယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်နောက်ပဲဇောင်း7နောက်ပဲဇောင်း3ညနောက်ပဲဇောင်းเนาะနောက်တစ်ခုက9နောက်ပဲရင်းမျိုးကို7နောက်ပဲရင်းမျိုးကိုအခု9နောက်ပဲရင်းမျိုးကိုဒီပွဲမှာထည့်လို့ရเนาะအဲ့တော့ကျွန်တော်တို့

အဲ့ဒီမှာဘွား6နဲ့3ထိန်းနဲ့9ကိုနောက်ပေါင်း9နောက်ပေါင်း3ရနဲ့9ထိန်းနဲ့9မှာအဲ့တော့9ထိန်းစီအငိမ်ရနော်9ထိန်းစီအငိမ်ရတော့ကျွန်တော်တို့ကနှစ်ကွက်ထဲထိုးရအဲ့တော့နောက်တနည်းကျွန်တော်တို့နောက်ပိတ်တလုံးကိုထပ်ကြည့်လိုက်နောက်ပိတ်တလုံးကိုကျွန်တော်တို့ထပ်ကြည့်လိုက်တော့ကျွန်တော်တို့ဒီနားလေးမှာဒီနားလေးမှာ ကျွန်တော်တို့ဒီနောက်ပေါင်း9နဲ့ခွန်နောက်ပိတ်နဲ့နောက်သူက6လို့နောက်ပေါင်း9နဲ့ခွန်နောက်ပိတ်နဲ့ကို6လို့ရတယ်တခါဒီနောက်ပေါင်းခွန်နဲ့ရှင်းနဲ့ကို5လို့သူရတယ်နော်6ပြီးတော့5ဒါဆိုရင်ဒီနောက်ပေါင်းခွန်နဲ့ခွန်နောက်ပိတ်နဲ့ကို4လို့ထည့်6 5 4လို့ထည့်နော် အဲ့လိုထဲလိုက်တာလေသူကဒီနောက်ပေါင်းခွန်နေဒီခွန်နောက်ပိနေလေးလို့ပြန်ထည့်ဒီနောက်ပေါင်းခွန်နေရှင်းနေဘူးသူကငားလို့ပြန်ထည့်အဲ့ဒီနောက်ပေါင်း9နေခွန်နောက်ပိနေ6လို့ကျွန်တော်တို့ကပြန်ထည့်ချင်အဲ့တော့မှသူကနှလုံး30နော်ဒီနှလုံး30ဒီနှလုံး30ဒီနှလုံး30ဆိုတာကိုသူကဖြည့်သွားမှာနော် အတဘောတော့ပေါက်မယ်ထင်တာပဲနောက်ပေါင်း9နဲ့9နောက်ပိတ်နေဘူးလေအဲ့ဒီလေးကိုဒီနောက်ပေါင်း9နဲ့9နောက်ပိတ်နေတာ6เนาะအဲ့ဒါမနှလုံးတစ်ဆယ်ပြန်ဖြစ်တယ်ဒါဆိုရင်ဒီမှာနောက်ပေါင်း9နဲ့10နောက်ပိတ်နေတာ9လို့သူရိုက်တာဒီနောက်ပေါင်း9နဲ့ဒီ10နောက်ပိတ်ကိုလည်းသူက9လို့ပဲပြန်ရိုက်တယ် ဒါဆိုရင်ဒီနောက်ပေါင်း9နဲ့9နောက်ပိတ်နေပါလေလို့ရိုက်ဒီနောက်ပေါင်း9နဲ့9နောက်ပိတ်နေလို့6လို့ပြန်ရိုက်နော်6လို့ပြန်ရိုက်အဲ့တော့မှသူက30 30ဆိုတော့တဆုံကိုဖတ်လာအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာ9နောက်ပိတ်ထည့်နော်ခုနကစိုက်ကကိုထည့်စီစာထည့်တယ်အဲ့တော့ဒီဘက်မှာကျွန်တော်တို့9နောက်ပိတ်6နောက်ပိတ်9နောက်ပိတ်ရှိတယ် ခွန်ထိတ်၈ထိတ်၉ထိတ်ဆိုတာလေးတွေလည်းရှိတယ်เนาะဒါလေးတွေလည်းဟိုကဖြစ်သွားလို့ရတယ်အဲဒီမှာတို့၅နောက်ပိတ်၆နောက်ပိတ်ဝဲခွန်နောက်ပိတ်ထဲเนาะသူကဆရာတဲ့ကျေးဇူးတင်ပါတယ်အောင်မြင်ပါစေဟုတ်ပါเนาะအဲဒီနောက်ပေါင်းနဲ့ပြန်ချင်းပြမယ်နောက်ပေါင်းနဲ့နောက်ပိတ်နဲ့9နဲ့ခွန်6ခွန်နဲ့ရှင်းနေကောင် နဲ့ခွန်နဲ့ကလေး၄၅6အဲ့ဒီ၄၅6ကိုအဲ့ဒီ၄၅6ကိုခွန်နဲ့ခွန်နဲ့ပေါင်းရင်၄ခွန်နဲ့ရှင်းနဲ့ပေါင်းရင်၅6နဲ့ခွန်နဲ့ပေါင်း6เนาะ၄၅6လင်းပြည်တာဟုတ်ပါဘူးဒီစိုးဒီ ไม่มีแล้วหายไปไหนไม่รู้อะไรสุยจนว่าต้องกันเนี่ยจนกระซาปะไล่ไม่มีจนคุณน่ะก็จนပြောได้ไล่ป่ะเนาะเดี๋ยวเลยดี ที่กระนั้นเปลี่ยนจากตู้ซ้อมมาคนเทพป่ะเนาะတခါဒီကနန်းကပြန်ရသူ့ဆောင်မှာ၈ထိပ်တခါဒီကနန်းကပြန်သာသူ့ဆောင်မှာ၉ထိပ် ့အဲ့လိုမျိုးတွေလည်းရှိတယ်။အဲ့တော့ကိုထိတ်ခွန်အဖိတ်နော်အဲ့ဒါကိုကျွန်တော်နောက်ထပ်တစ်မျိုးဆွဲပြမယ်နော်လေးကနဲ့ဆွဲပြမယ်လေးကမှလည်းသူကအထောက်ရှိလို့ပါနော်ကျွန်တော်ကသုံးကတ်နဲ့အဲတုန်းကကစားပြခဲ့တာကျွန်တော်မိတ်ဆွေတွေကျွန်တော်သုံးကတ်နဲ့ကစားပြခဲ့တယ်ကျွန်တော်အဲတုန်းကဘယ်လိုကစားပြခဲ့လဲဒီနှလုံးတစ် ေလုံးကတည်းဒီနှလုံးနှစ်ကိုဒီနှလုံးကနှစ်ဒီနှလုံးသုံးကိုဒီနှလုံးကသုံးဆိုပြီးကျွန်တော်ခေါင်းနောက်ပိတ်ဒီနေရာမှာထည့်ပြခဲ့တယ်နော်965ထဲကြတယ်ရှိပါတယ်လိုက်ထဲမှာပြန်ကြည့်ပါเนาะကျွန်တော်ပြထားတာမနေတော့ပါဘူး965 965လည်းရှိ956လည်းရှိเนาะအဲ့တော့ကျွန်တော်တို့ကဒီနှလုံးတစ်ဒီနှလုံးက ဒီနှလုံးကတော့အဲ့ဒီတစ်နှစ်သုံးသုံးခက်ပဲကစားမယ်ဆိုလည်းရတယ်လေးခက်ကစားမယ်ဆိုလည်းရတယ်เนาะအဲ့ကျွန်တော်တို့ကဒီနှလုံးတစ်နှစ်သုံးတစ်နှစ်သုံးကိုပါဝါလန်လိုက်6 8เนาะအဲ့ဒီ6 8 6 8ชอบคนชิกูชอบคนชิกูเจนเราว่าดี ရှေ့ပေါင်း9နဲ့9နောက်ပိတ်နဲ့6လို့တွေ့ရတယ်။နော်6လို့တွေ့ရတယ်။ဒီရှေ့ပေါင်း9နဲ့10နောက်ပိတ်နဲ့9လို့တွေ့ရတယ်။နော်6 9အခုတခါရှေ့ပေါင်း10နဲ့9နောက်ပိတ်နဲ့10လို့ရတယ်။အဲ့တော့ဒီရှေ့9 6ရဲ့ပါပါ3နှစ်1ဆိုတာသူကပုံမှန်ကစားခဲ့ပြီလားတကယ်လို့ကျွန်တော်မိတ်ဆွေတွေက၄ခန်းနဲ့ဆွဲကြည့်ရှင်လေသူကဖြစ် တို့ဒီနှလုံးကသူကခွန်လို့ရိုက်ခဲ့တာခွန်ပါဝါကိုဒီနှလုံးငားနဲ့ခွန်နောက်ပိတ်နေမလို့သူကနှစ်လို့ကစားခဲ့နော်ဟောလေးကစီးနဲ့ပဲကျွန်တော်တပြေးတည်းပြလိုက်ဒီနှလုံးခွန်အဲ့ဒီခွန်ဒီနှလုံးငားနဲ့ခွန်နောက်ပိတ်နေနေလို့ပြစားခဲ့နော်ဒါကဒီနှလုံးတစ်တည့်ရဲ့ပါပါ6ခုဒီနှလုံးနဲ့ နောက်ပိတ်နေတာ6လို့ပြောစားတယ်ဒီနှလုံးကနှစ်လို့ပြောလို့နှစ်ရဲ့ပါဝါဟမ်ဒီနှလုံးကနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါကျွန်တော်တို့ကနောက်ပေါင်းအဲရှေ့ပေါင်း6နဲ့7နောက်ပိတ်နေကိုခွန်လို့ပြစားတယ်အခုဒီနှလုံး3ဖြစ်ခဲ့လို့3ပါဝါ6ရှေ့ပေါင်း1နဲ့ခွန်နောက်ပိတ်နေ7လို့ပြစားတယ်အဲ့ဒါဆိုရင်ကွာခွန်နောက်ပိတ်က အချုပ်ရှိတယ်ပေါ့ဗျာเนาะလေးကလည်းဖြစ်တယ်အဲ့မှာကျွန်တော်တို့ဒီ300ခါရဲ့နှက်ခတ်ခွန်နောက်ပိဒီ300ခါရဲ့နှက်ခတ်ခွန်နောက်ပိဒီ1ခါရဲ့နှက်ခတ်ရှင်းနောက်ပိဒါဆိုရင်ဒီမှာ300ခါရဲ့နှက်ခတ်ဒီဘွဲကိုခွန်နောက်ပိလို့လဲသူက၄ခတ်နဲ့ပြန်ပြီเนาะ300 300 1 300 နှက်ခလန်လိုက်တော့ခွန်ခွန်ရှိခွန်နော်အဲ့ဒါကိုမှအပေါ်ကလိုင်းနဲ့လာပြီးတော့ကျွန်တော်ချုပ်လိုက်တာဒီနှလုံးခွန်ရဲ့ပါဝါဒီသုံးလုံးက2ဒီနှလုံး1ရဲ့ပါဝါဒီသုံးလုံးက6ဒီနှလုံး2ရဲ့ပါဝါဒီသုံးလုံးကဒီသုံးလုံးကခွန်ဒီနှလုံး3ရဲ့ပါဝါဒီသုံးလုံးကရှေးဆိုပြီးကျွန်တော်ခွန်နောက်ပိတ်ထည့်ချလိုက် အဲ့ခွန်နောက်ပိတ်ကခုနကျွန်တော်ပြတဲ့ဒီခွန်နောက်ပိတ် line လေးနဲ့တွားတွဲကြည့်လိုက်တဲ့ခါကျတော့သူအန်ခိုင်းကြတယ်เนาะဒီ၃လုံးက6ဒီ၃လုံးက5ဒီ၃လုံးက6 5ဒီအဲ့ဒီ6 5လေးကိုဒီ၃လုံးက4ဒီ၃လုံးက5ဒီ၃လုံးက6ဆိုပြီးတခါ4 5 6ပြန်ဖြည့်တာเนาะခွန်နောက်ပိတ်ဘူးထိပ်စီဒီမှာခွန်နောက်ပိတ်เนาะဟုတ်ပြီလား ော့ကျွန်တော်တို့ကနှစ်ခွက်လုံးကတော့ငင်းစရာကောင်းတဲ့ခဏလေးเนาะအပူခွက်လည်းကောင်းတယ်ဆိုတော့အပူခွက်လည်းကောင်းတယ်ဆိုတော့ကျွန်တော်တို့ကဒီနေရာမှာတစ်ခွက်ထဲထည့်ရှာလိုက်เนาะအပူခွက်ကောင်းတယ်ဆိုဒီကောင်းတစ်ခွက်ထဲထည့်လိုက်ဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့ကိုခွန်ခွန်ဆိုတဲ့ခဏမျိုးပြန်ကြခဏမျိုးပေါ့เนาะဒါလည်းထည့်ကြည့်ပေါ့ဟမ် ီးပါကျွန်တော်၄ခန်းနဲ့လည်းကစားပြခဲ့တယ်၃ခန်းနဲ့လည်းကစားပြခဲ့နော်နောက်တစ်ခါကိုထိတ်ကိုလည်းကျွန်တော်၃ခန်းနဲ့ကစားပြခဲ့တယ်အဲ့ပဲကိုထိတ်ကိုလည်းကျွန်တော်ကစားပြခဲ့တယ်၃ခန်းနဲ့နော်သူကလည်းချုပ်ွက်ပါလို့ကျွန်တော်ကစားတာပါမချုပ်ထားရင်ကစားဘူးနော်ဒီအခွနဲ့ထိတ်နဲ့ကိုနောက်ပေါင်းနဲ့ထိတ်နဲ့ကပြန်ကိုတာကအခွနဲ့ထိတ်နဲ့ကိုနောက်ပေါင်းနဲ့ထိတ်နဲ့ကိုတာအဲ့ဒီအခွနဲ့ထိတ်နဲ့ကိုနောက်ပေါင်းနဲ့ထိတ်နဲ့ ဒါကိုးထိတ်ပြီနော်အဲ့ဒီကိုးထိတ်ကိုအခုကျွန်တော်တို့ဒီ line ကခွန်နောက်ဘိတ်တွေကတ်လိုက်လို့ရှိရင်အပူလည်းဖြစ်ကြမယ်ငါးပရိတ်လည်းဖြစ်ကြမယ်ဆိုဒီတစ်ခွက်တည်းပဲကြာနော်အဲ့ကျွန်တော်မိတ်ဆွေတွေပြန်စစ်ကြည့်ကျွန်တော်ကဒီအနီးကတ် line နေတိတ်ပြီးတော့မကျွမ်းဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ညကဟောဘဝအေးအေးနဲ့ ပြင်းတယ်လို့ရှိတာနဲ့ထိုင်ကြည့်ကြည့်ရင်အနီးကလေးတွေကြည့်အောင်ပါပါဆိုပြီးကြည့်ဒီနေရာမှာကျွန်တော်တို့အချုပ်မပါပဲနဲ့ဗယံပဓာတွေလိုက်ပေါင်းရင်တော့အများကြီးပဲနှစ်ပိတ်တွေတစ်ပိတ်တွေခြေပိတ်တွေထိတ်ကိုလည်းတစ်ခါနှစ်ထိတ်တွေသုံးထိတ်တွေပလုံးစီနေအောင်ရတယ်ကျွန်တော်ချုပ်ပါတယ်ဒီအချုပ်ပါတဲ့ဟာလေးတွေပေါ့ဒီလိုသုံးကပ်အချုပ်လေးပါတာလေးတွေဆိုကျွန်တော်ကစားတယ်အဲကျွန်တော်တို့ဒီအပေါ်မှာတော့ဒီခွန်နောက်ပိတ်ကိုအဲ့လိုပဲကစားခဲ့တယ်ဒီနှလုံးတစ်ကိုဒီနှလုံးကပြန်တက်တယ် ဒီနှလုံးနှစ်ကိုဒီနှလုံးကပြန်နှစ်တယ်ဒီနှလုံးကသုံးပြီဒီနှလုံးပြန်သုံးမယ်ဆိုဒီနေရာခွန်နောက်ပိတ်နော်အဲ့မှာကျွန်တော်ကခွန်နောက်ပိတ်တခြားလိုင်းနေနေကိုကျွန်တော်ခြားထည့်နော်ချစ်တုံညာကိုထိုးရပါတယ်ဒီနေရာမှာရှစ်ထိတ်တွေကိုလည်းရှိတယ်နော်ဒီနေရာမှာရှစ်ထိတ်ကိုလည်းရှိတယ်ရှစ်ထိတ်ကသူကထောက်ချက်တွေမပါတဲ့ခါကျတော့ကျွန်တော်မယူတော့တာပါ ောက်ချက်တွေမပါတော့လို့ကျွန်တော်မယူတော့တာရှစ်ထိပ်တွေလည်းရှိတယ်အဲ့ဒီနေရာသူကတော့ဒီလိုမျိုးအထောက်မပါဘူးပေါ့နော်ဒီလို1နှစ်3ရိုက်လို့ဒီမှာ1နှစ်3ပြန်ရိုက်တာလို့ပဲဒီမှာ6 6ကိုဒီမှာ6 6ပြောင်းပြန်ပြန်ရိုက်တာလို့ဒါမျိုးဒီမှာကိုကိုကိုဒီမှာကိုကိုသုံးလုံးဒီကိုသုံးလုံးကိုသုံးလုံးပြန်ဖြည်တာကျွန်တော်အဲ့လိုမျိုးတွေဆိုရင်တော့ဒါကစားတယ်အဲ့လိုမှမဟုတ်ပဲနဲ့အထောက်မပါပဲနဲ့လိုက်ပေါင်းရင်တော့အများကြီးပေါင်းလို့ရတယ်ဒါဆိုအနီးကစရာတွေအများကြီးပေါ့နော် များကြီးတို့ရှိမှရှိတာပေါ့ဒါမျိုးပဲကျွန်တော်ကတော့ဒါတွေတိတ်ပြီးတော့မလေ့လာဘူးဒါပေမဲ့တစ်ခါတလေအားတဲ့အချိန်ဆိုရင်တော့စစ်ကြည့်တယ်ကိုယ်ကနန်းနဲ့ထည့်ရမရပါတော့အနည်းငယ်မှာပေါင်းရင်ပေါင်းသလိုရတယ်ကနန်းတစ်လုံးလိုချင်လိုချင်တယ်လို့ဆွဲထုတ်လို့ရတယ်ဒါပေမဲ့အထောက်ရှိတာလေးနဲ့ကျွန်တော်လှုပ်ကြည့်တယ်နော်အဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါလေးကိုကြိုက်ရင်စကင်ရှော့ရိုက်ယူထားလိုက်ကိုထိတ်ခွန်ပိတ် စီခွန်နောက်ပိတ်ပြန်စစ်ရှင်းနေလို့ပြအစကရင်ချော့လေးရယူထားလိုက်အဲ့ဒါဆိုရင်ပြန်စစ်ကြည့်အမောင်းနော်အဲ့တော့ကျွန်တော်ခုနကပြောခဲ့တဲ့ကျွန်တော်တို့သုံးကက်လိုင်းနဲ့အကွက်ရွှေ့မှလည်းသူကသွားပြီးတော့ဝင်သွားတာဟုတ်ဝင်သွားတယ်ဆိုတာကခုနကကျွန်တော်ပြောခဲ့တဲ့ဒီ ကနန်းဒီ3နှစ်ကျော်လမ်းပေါက်ပြီးတော့သူ့ရဲ့နောင်နေเนาะဒီမှာလဲအတူတူပဲဒီကနန်းက3နှစ်ကျော်လမ်းပေါက်ပြီးမှသူ့ရဲ့နောင်နေကိုเนาะအဲ့လိုမျိုးဖြစ်ထားတာကျွန်တော်တို့နှစ်ကွက်တည်းရှိတယ်ကိုကိုခွန်နဲ့တုံညာ၄တုံညာ၄နှစ်ကွက်တည်းရှိเนาะအဲ့အဲ့ဒီကိုကိုခွန်ဒီအဲ့ဒီကိုကိုခွန်ဒီ သုံးနှစ်ကျော်သူပောက်ခဲ့လို့နောက်နှစ်ကဒီနှစ်နောက်ပည့်ရင်မြင်းကိုကိုနောက်ပည့်ရအောက်ဆောင်ဒီပွဲမှာထဲလို့ရတယ်လို့ကျွန်တော်ပြောခဲ့တာเนาะအဲကျွန်တော်မိတ်ဆွေတွေကြိုက်ထူတာအာထိုးမှာအာထိုးတရာတော့မလို့ကသူကနှစ်ကွက်ပဲထိုးရမယ်ဒါပေမဲ့အနီးကနေပြန်ချုပ်ရင်တစ်ကွက်တည်းထွက်တယ်เนาะ